န်းနိုင်ငံရောက်မြန်မာရွှေပြောင်းလုပ်သားတွေကန်ဆောင်ကြတဲ့မိသူမျိုးဝါဖြစ်ကြောင်းသက်သေခံဆောက် CI ကနေတာမန်နိုင်ငံကုလက်မှတ် Passport for Job PJ အဖြစ်ပြောင်းလဲလျှောက်ထားကြသူတွေကိုတခြားနိုင်ငံကူခွင့်ပိတ်ပင်လိုက်ပါတယ်။စက်တင်ဘာ25ရက်နေ့ကစတင်ပြီးထိုင်းနိုင်ငံအတွက်သာအသုံးပြုရန်နိုင်ငံကုလက်မှတ် Passport for Thailand only ဆိုတဲ့ဒစိမ့်နှိပ်ထားတဲ့နိုင်ငံကူးလက်မှတ်သားထုတ်ပေးတော်တယ်လို့သိရပါဗျ။စစ်ကောမရှင်နဲ့ဘန်ကောက်မှာရှိနေတဲ့မြန်မာတန်ယုံဘက်က တစုံတရာကြိုတင်အသိပေးညညာခြင်းမရှိခဲ့ပဲစာအုပ်ပြောင်းလဲလျှောက်ထားကြသူတွေကဒီလိုဒစိမ့်နှိပ်ထားတဲ့စာအုပ်တွေကိုလက်ဝယ်ရရှိမှသာသိရှိကြုံတွေ့လိုက်ကြရတာလို့နိုင်ငံကလက်မှတ်လျှောက်ထားရေးအကျိုးဆောင်လောက်ကန်ပေးနေသူတွေကပြောပါတယ်အောက်ဆက်ပြီးတာလူတွေကတော့မပါဘူးဒါပေမဲ့ဒီအိန္ဒိယကနေသာပြီးတော့စာအုပ်ထွက်တဲ့လူတန်းကသူတို့ကဒီပလူကထိုင်းနိုင်ငံနဲ့မနိုင်ငံနိုင်ငံကတော့တုံ့တုံ့ချူပြလိုက်တာဒီ CIA နေပြည်ရှင်လည်းများလူတန်းဒီနောက်ပိုင်းအဲ့လိုပေါ့စာအုပ်ညီတော်ပြီးလဲမဲ့ဆိုရင် ဒီလိုတို့အဆောင်နေပလာတဲ့ခါကျရင်တို့ထိုင်းနိုင်ငံတော့ပဲတုံးရမယ်ဆိုတော့အဲ့ဒီတိတ်တုံးတို့ထုတ်ပြလိုက်မယ်တော့ဟိုဒီနောက်ပိုင်းကျတော့တို့တွေကဒီ CI ကိုကပိတ်သိမ်းဖို့ကဟိုပြင်ရတဲ့ဆက်တွေကဆိုတော့ဒီတော့ CI ပိတ်သိမ်းမှုတော့ရှိကိုလည်းရကနော်နဲ့များတယ်ဟုတ်လိမ့်ထိုင်းနိုင်ငံမှာလာရောက်အလုပ်လုပ်ကံကြတဲ့မြန်မာရွှေပြောင်းလုပ်သားတွေဟာအလုပ်လုပ်ကံခွင့်ရဖို့အတွက်ပန်းရောင်ကတ်လို့ခေါ်တဲ့အလုပ်သမားကတ်ကိုအရင်ဆုံးရှောက်ထားကင်ဆောင်ကြရတာဖြစ်ပါတယ်။ပန်းရောင်ကတ်ကိုတော့ထိုင်းဆိုရကလုပ်ပေးတာပါ အဲဒီနောက်ထိုင်းနိုင်ငံအတွင်းမှာလွတ်လပ်စွာသွားလာခွင့်ရနိုင်မှုမြန်မာဘက်ကထုတ်ပေးတဲ့မြေသူမြေဝါဖြစ်ကြောင်းသက်သေခံလက်မှတ် CI စာအုပ်လောက်ကြားပါရယ် CI စာအုပ်တွေကတော့၄နှစ်သက်တမ်းရှိပါရယ်အရေး CI စာအုပ်တက်တန်းကုန်ရင်တော့နိုင်ငံကူးလက်မှတ်ပြီးခြေစာအုပ်ကို ပြောင်းလဲလျှောက်ထားကြရတာပါ။ထိုင်းနိုင်ငံအတွက်သာအသုံးပြုရန်ဆိုတဲ့ဒစိမ့်နှိပ်ထားတဲ့နိုင်ငံကူးလက်မှတ်စာအုပ်တွေကိုထုတ်ပေးနေတဲ့ န်ကောက်မြို့မဟာချိုင်ကမြန်မာနိုင်ငံကုလက်မှတ်ထုတ်ပေးရုံခေါ်ဆောင်မှုစင်တာဖုန်းနံပါတ်ကိုဆက်သွယ်မေးမြန်းကြည့်ရမှာတော့အခုလိုရှင်းပြပါရစေ။ CIA ကနေပြီးတော့အလီယောင်လဲတဲ့လူမှန်ကဒီလိုပဲလေ။ဘာဒူလေ CIA လုံးပဲပြေဝါပါလေ။ဘာဒူလေ CIA CIA လုံးပဲပြေဝါတယ်ဘာလို့လဲ CIA နဲ့လဲမှာမောအောင်ကြလဲများလေးပဲ။အဲ့တော့လည်းအဲ့ဒါကိုကိုကကိုပဲကြည့်ပြီးတော့ဟောက်ပြပေါ့နော်ပြည်ကြံကောင်လို့လဲတွင်နေသူတို့ အလိုပဲဟုတ်ပါပေါ့အတူတူပဲဟာကြီးဆီယန်စာအုပ်ကထိုင်းနိုင်ငံအတွင်းသာသွာလာခွင့်ရှိတာဖြစ်တဲ့အတွက်ပြည်ပနိုင်ငံတွေကိုထွက်ခွာသွာလာလို့တွေကဆီယန်စာအုပ်တတ်တမ်းမကုန်ခင်မှာပြည်ချိန်ပြောင်းလဲလျှောက်ထားကြတာလည်းရှိပါတယ်လက်ရှိမှာတော့ဆီယန်ကင်ဆောင်ထားပြီးနိုင်ငံကိုလက်မှတ်အဖြစ်ပြောင်းလဲလျှောက်ထားသူတွေအလုံးအလားတူနိုင်ငံကုလမတ်စာအုပ်ကိုပဲရရှိမှာ ဖြစ်တယ်လို့ဆိုပါရယ်။နေပြည်တော်မှာရှိတဲ့အလုံသမားဝင်ကြီးဌာနရုံးမှ51ကိုဆက်သွယ်မေးမြန်းရမှာတော့ ဒီဘက်မှာရောက်ရှိနေတဲ့ရွှေပြောင်းလုပ်သားတွေအတွက်နိုင်ငံကုလက်မှတ်ထုတ်ပေးလုပ်ငန်းစဉ်ကိုပြည်ထောင်ဝင်ကြီးဌာနနိုင်ငံခြားရေးဝင်ကြီးဌာနနဲ့အလုံသမားဝင်ကြီးဌာနတို့ပူးပေါင်းလှုပ်ဆောင်တာလို့ပြောပါရယ်အင်ဂါနီရှင်နဲ့ပတ်စပို့မှာသူတို့အနေနဲ့ကန့်တက်လို့မရဘူးဥပဒေမှာလည်းကန့်တက်လို့မရဘူးအဲ့တော့သူ့မှာဒီနိုင်ငံခြားကိုဒီကျွန်တော်တို့ထိုင်းမှာရှိတဲ့အလုံသမားတွေကနိုင်ငံခြားကို သူလုပ်ကိစ္စရှိလုပ်ငန်းရှင်တော့လည်းကောင်းသူရဲ့ကိုကြီးကိုတာကိစ္စတော့လည်းကောင်းသူခွင့်ရရသွားလာခွင့်ရှိတယ်ဗီဇာပေးခြင်းမပေးခြင်းဗီဇာရခြင်းမရခြင်းဆိုတာကနောက်ဝကပါပဲမူတည်တယ်သူတို့အဟန့်တွေကမလိုဘူးသူနဲ့မဆိုင်ဘူးအခုဒီ passport မှာသူကလောက်လိုက်တဲ့ခါကျတော့နိုင်ငံခြားကိုထွက်ခွင့်ပိတ်ပင်လိုက်တာပေါ့ဒီလိုရကတော့တကယ်တရားကိုမဝင်ဘူးပေါ့နော်စီရင်စာအုပ်တန်းတွေဒါဆိုရင်ကျွန်တော်တို့ကဘာဖြစ်လို့ဒီစာအုပ်ကြီးကိုသွားပြီးလောက်ကြတော့မှာလဲဌာနနိုင်ငံရောက်မြန်မာရွှေ့ပြောင်းလုပ်သားတွေထဲမှာအိမ်အကူဖြစ်လောက်ကန်နေကြသူတွေလည်းရှိပြီး အလုံရှံကပြပခီးစံသွားပါကလိုက်ပါသွားကြသူတွေလည်းရှိရာလက်ရှိမှာတော့ဒီလိုအခွင့်အရေးကိုပါ ဆုံးရှုံးရပြီလို့ဥခိုင်ကြီးကပြောပါရယ်ဒါအပြင်ကိုရီးကိုရာကိစ္စကြောင့်တော့လကောင်းအလုံကိစ္စကြောင့်တော့လကောင်းပြပနိုင်ငံထွက်ခွာဖို့လိုအပ်တဲ့ရွှေပြောင်းလုပ်သားတွေအနေနဲ့လဲထွက်ခွာခွင့်ပိတ်ပင်ခံရပြီးအလုံသမားအခွင့်အရေးလူအခွင့်အရေးဆုံးရှုံးရတယ်လို့ပြောပါရယ်လက်ရှိမှာတော့တိုင်းနိုင်ငံမှာမြန်မာနိုင်ငံသား၄သန်းလောက်ရောက်ရှိနေထိုင်ကြပြီး နှစ်တသမနှစ်တန်းလောက်ကတရားဝင်လုံသားဖြစ်နေထိုင်ကြတာလို့ရွှေပြောင်းနေထိုင်မှုဆိုင်ရာနိုင်ငံတကာအဖွဲ့အစည်း IOM မြင့်အချက်လက်တွေရသိရပါတယ်ဒီတက္ကသိုလ်မှာရွှေပြောင်းလုံသားတသန်းကျော်ကမြေသူမြေဝါဖြစ်ကြောင်းသက်သေခံလက်မှတ် CI စာအုပ်ကန်ဆောင်ထားကြသူတွေဖြစ်တယ်လို့အလုံသမားရေးကူညီဆောင်ရွက်ပေးနေသူတွေကခံမှန်းကြပါရဲ့ရှင်